မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘော်သူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ယေရှုတော်ကြောင့်2025ခုနှစ် April လ3ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုယေရှုတင်ပါရစေ။နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားယေရှုတင်ပါရစေ။ယေရှုသူအားလုံးကိုကောင်းချီးပေးတဲ့နှုတ်ကပတ်တော်အဖြစ်တည်ဆောက်เสียဖြစ်စေပါ။ အခုလဲကျွန်တော်ပြောတာထက်ကိုရောပြောချင်းတာဖြစ်စီပါငလင်ဘေးကြောင့်ဥဆွေးတော့ကရောက်နေတော့သူများအားလုံးတို့မျက်ရည်တုတ်တော်မူပါကုညီကယ်ဆယ်တော့သူတီးတီးပေါ်ကောင်းချီးပေးပါကျွန်တော်မိမြန်မာနိုင်ငံတော်ကြီးမှာငလင်ဘေးမုံတိုင်းဘေးတဘာဝဘေးတံအမျိုးမျိုးမှတသက်တာလုံးကွယ်ကပါဖခင်ရဲ့လက်တော်ဆောက်မှာပါယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးလျက်ဝေငှပါလေဖခင်အာမင်ဖြတ်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါရယ်ကျွန်တော် ယေရှုခရစ်တော်ကားတိုင်းတော်တက်ဆင်ခါတွေ့မြင်ရတဲ့ထူးခြားတဲ့ဖြစ်ရပ်ရှိခုကျွန်တော်နားထောင်နေပါရယ်။နောက်ကျမ်းစာထဲမှာသခင်ယေရှုခရစ်တော်ကားတိုင်းပေါ်မှာတက်တဲ့အခါမှာတက်တော်စွန့်တဲ့အခါမှာထူးခြားတဲ့ဖြစ်ရပ်ရှိခုမြင်တွေ့ခဲ့ရတယ်။ပြောချင်တာကားတိုင်းပေါ်မှာရှိတဲ့အချိန်မှာ ထူးခြားတဲ့ဖြစ်ရပ်တွေတွေ့မြင်ရတယ်။အဲ့ဒီရှိခုတည်းကနေကျွန်တော်တကယ်တခုစီနားထောင်တာဒီကနေ့၅ခုမြောက်ရောက်ပါပြီအဲ့ဒါကတော့နံပါတ်၁ကတော့သခင်ရှုကားလိုက်မှရှိတဲ့အခါတင်းချိုင်းဂူတွေ ပွင့်ထွက်တယ်။နံပါတ်2ကတော့ယောမတမှုကသခင်ရှုဘုရားသားလို့ဝန်ခံပြီးယုံကြည်ခဲ့တယ်။ယုံကြည်ပြီးဝန်ခံခဲ့တယ်။နံပါတ်3ကတော့သခင်ရှုကိုလူအများကယဉ်ပတ်ခတ်ပြီးတော့ဒါဖြောက်မှတ်တော်သူလော်ဂီသားအားလုံးရဲ့အပြစ်အတွက်လဝကတိုင်မှာလဝကတိုင်မှာအသိခံနေဆိုတာကိုသူတို့ကဝန်ခံနေဝန်ခံနေနေနဲ့ယဉ်ပတ်ခတ်တယ်ယဉ်ပတ်ခတ်တယ်ဆိုတာ ဒါဂျူးတွေကမတရားကားတိုင်းတင်ခဲ့တယ်ပြီးလက်မင်းနဲ့เนาะဂျူးတွေပြီးလက်မင်းကလည်းလက်ဆေးပြီးမသိကြအောင်စောင်းတယ်เนาะနောက်ဆုံးတခိရှုကားတိုင်းပေါ်မှာတတ်တော်စွန့်ရတဲ့အရာကိုသူတို့ထတ်တူထတ်မြခံစားတယ်လို့အတိတ်ပဲလေစောင်းပါတယ်တောင်လူများစွာယင်ပတ်ခတ်တယ်ဆိုတော့ပြောချင်တာတခိယေရှုတို့သူတို့ခံစားရတယ်ဆိုတာကိုသူတွေ့ရတယ်ဒါလူကာခန်းကြီး23အငယ်58ကိုဖတ်ရင်တွေ့ရတယ်ဒါယင်ပတ်ခတ်တဲ့သူတွေကြတော့တခိရှုနဲ့သူတသားတွေဖြစ်တယ်လို့ဖော်ပြတာမှန်တယ်လို့ အချို့တဝက်ကတော့တကယ်ရှို့ကားတိုင်းတင်ခဲ့တာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကတကယ်ရှို့ကားတိုင်းတင်တော်သူမဟုတ်ဘဲကားတိုင်းပေါ်ကထမြောက်ခဲ့တဲ့တခိယေရှုကိုယုံကြည်ပြီးထိုသခင်နဲ့တသားရဲသွားတော်သူဖြစ်ဖို့လိုရေးဆိုတော့တကယ်ရတယ်။ဒါလေးကျွန်တော်နားထောင်ခဲ့ပြီ။နံပါတ်၄ကတော့လူဆိုးတွေရဲ့ခြေချိုးခြင်းခံရတယ်။ယောဟန်ခန်းကြီး၁၉ငယ်၃၂တကယ်ရှို့ကားတိုင်းတစ်ဖက်တစ်ချက်မှာလူဆိုးကြီးနှစ်ယောက်ရှိတယ်။တယောက်ကတော့တခိယေတခင်လို့ခေါ်ပြီးတော့ဝန်ခံတယ်။သူထာဝရတည်းရတယ်။ကယ်တင်ရှင်စိတ်ချမှုရတယ်။ နောက်တစ်ယောက်ကတော့အပြစ်တွေတင်ပြီးအမျိုးမျိုး တုံ့ပြန်တဲ့အခါသာဝရသက်ဆုံးရှုံးတယ်။ဟောတခင်ရှုတော်သူ့တပတ်ချက်မှာသူ့ကိုယုံကြည်တဲ့သူရှိလို့မယုံတဲ့သူညှင်းဆန်တဲ့သူအပြစ်တင်တဲ့သူလည်းရှိ။ဟောတခင်ကျွန်တော်ရဲ့ဖခင်တခင်ရှုရဲ့သားမီးဖခင်သားမီးဆိုတာကျွန်တော်ကိုတချို့အကျွမ်းမဲ့ထောက်ခံပြီးတော့အားပေးပြီးတော့အားလိုက်လိုက်လဲလဲဂုံပြုတ်တဲ့သူတွေရှိသလိုအားပေးတဲ့သူရှိသလို့ အမျိုးမျိုးတိုက်ခိုက်ပြီးတုံ့ပြန်တဲ့သူတွေလည်းရှိနိုင်တယ်။မတိုင်ရင်လားဆိုရင်ဒါရီမင်းကြီးကသူ့ကိုချစ်တယ်။ဒါရီမင်းကြီးကဝန်ကြီးတွေကြောက်တွန်းတယ်။ယောသဆိုသူ့ဖေကသူ့ကိုချစ်တယ်အကူတွေကမုန်းတယ်။ဒါကြောင့်ဒီကနေ့လောကကြီးမှာတင့်ကိုအကောင်ပြောတဲ့သူရှိသလိုအဆိုးပြောတဲ့သူလည်းရှိနိုင်ပါတယ်။သို့တော်ညာလေတင့်ရဲ့ခွန့်လွတ်ခြင်းပေါ်မှာဖခင်ကတင့်ဘက်ကယက်တီမှာဖြစ်တယ်။ဒါကိုကျွန်တော်မနေ့ကအများကြီးဖော်ပြခဲ့ပြီ။တခေရှုတော်သူ့ကိုအကောင်ပြောတဲ့သူရှိသလိုအဆိုးပြောတဲ့သူလည်း ရှိတယ်။ဒါကြောင့်လောကမှာလူဟာကိုယ်တစ်ဖက်တစ်ချက်မှာအမြင်နှစ်မျိုးရှိတယ်။ကိုယ်အားပေးတဲ့သူလည်းရှိနိုင်တယ်။အတလို့အဖြစ်တင်တဲ့သူလည်းရှိနိုင်တယ်။အဲ့တော့အဖြစ်တင်တဲ့သူကိုကျွန်တော်ကအပြစ်ပြန်မပြောဘဲနဲ့ခွန့်လွတ်ပြီးအသက်ရှင်တတ်ဖို့လူတွေဆိုတော့ကိုတွေ့ရတယ်။ဒါကျွန်တော်အများကြီးနားထောင်ခဲ့ပြီ။ကဲဒီကနေ့နံပါတ်9နံပါတ်9ကတော့ဗာလေးဆိုတော့တခိယေရှုရဲ့နဗီတော်ကိုလှန်နဲ့ထိုးတာ။အဲကြောင့်ကတော့ဒီလှန်နဲ့ထိုးတဲ့အရာသွတ်တွေ့ရတယ် အဲ့တော့ကျမ်းစာထဲမှာဒီယောရှင်ခရုခန်းကြီး16အငယ်34ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်စစ်သူရဲ့တယောက်ဒီနဗီးတော်ကိုလှန်နဲ့ထိုးပေါက်၍သွေးနှင့်ရည်သည်ချက်ချင်းထွက်လာ၏အာမင်ဟောကျမ်းစာထဲမှာတကီးရှုတတ်တော်စွန့်မစွန့်ပေါ့နော်အဲလူဆိုကြီးနှစ်ယောက်တော်အသက်သေမသေသိကျင်တော့ယောမစစ်သား6ယောက်ရိုက်ချိုးပလိုက်တယ်တာမဏိကကျွန်တော်လေ့လာတယ်အခုတကီးရှုကျတော့လုံးဝ6ယောက်ရိုက်မချိုးအဲ့တော့ကျမ်းစာရဲ့ပြည့်စုံခြင်းစာလန်ချမ်းမှာဖော်ပြထားတယ် ဖြောက်မှတ်တော်သူဟာတဲ့အယိုးမကျိုးရဘူးတဲ့နော်ဘာသခင်ရှုကဘုရားရဲ့သားတော်ဖြစ်တယ်ဖြောက်မှတ်တော်သူဖြစ်တယ်သူ့အယိုးမကျိုးရဘူးတော့ယောမစစ်သားသခင်ရှုတတ်တော်စွန့်မစွန့်သိကြတော့သူက၆ရောက်ရိုက်မချိုးဘူးလှမ်းတဲ့နဘေးကိုထိုးတဲ့အခါမှာသွေးနဲ့ရေထွက်အော်သွေးဆိုတဲ့အတိတ်ဘယ်ကသွေးရတော့ကျွန်တော်အားလုံးသိတယ်လူသားရဲ့သွေးသည်အသက်ပဲသွေးရအသက်ပဲအော်နားနေအောင်ပြောရင်တော့သွေးသည်အသက်ဆက်တာသွေးနဲ့ပဲဆက်တာပဲ ဟိုမှာလူတယောက်ကတေကန်นี่သွေးကုံသွားပြီသွေးမရှိတော့ဘူးဆိုသိမှာပဲဒါပေမဲ့သွေးထပ်သွင်းလိုက်ရင်ဘာဖြစ်လဲအသက်ဆက်တယ်အဲ့ဒီသဘောပဲအဲ့တော့တကယ်ရှိကျွန်တော်တို့အသွေးသွန်းတာကျွန်တော်ရဲ့အပြစ်တွေကိုဒီအသွေးတော်နဲ့စေးကြောတော့ကျွန်တော်လောကသားရဲ့လောကအပြစ်ရတော့ချိန်သေးတယ်ကျွန်တော်တည်ငြိမ်ရဲသွားမှာဒါပေမဲ့တကယ်ရှိအသွေးတော်အဖြစ်ကျွန်တော်ကအသက်ပြန်ဆက်တာဒီအပြစ်ကနေလွတ်မြောက်ပြီးတော့ဖြောင့်မတ်တန်ရှင်ပြီးဖရာသဖြစ်ခွင့်ပြန်ရတာ တောင်းကျွန်တော်တို့ကအသွေးတော်ကျွန်တော်တို့အသက်ပြန်ဆက်ပေးတာလောကရဲ့ဒူးဆိုင်ပြစ်တွေကတော့ကျင်းသေးတယ်ငင်းရသောဒါပေမဲ့ခင်ရှုအသွေးတော်အဖြစ်ဒီအဖြစ်တွေကစေချိုးခြင်းခံရပြီးတော့လွတ်မြောက်ခြင်းနဲ့ကောင်းကင်ပရတိသူပုံပြောင်းဝင်စားတောင်းသွေးထွက်တယ်ဆိုတာအသွေးတော်ထွက်တယ်ဆိုတာဗါလေးဆိုတော့အသက်ပြီးပြီသူ အပြစ်သားတော်အသေးခံတာဖြစ်တယ်ကဲရေထွက်တယ်ရေဆိုတာကတော့ဗါလေးဆိုတော့စေချိုးတာတန်ရှင်းစင်ကြယ်တော်ပုံဆောင် ယေရှုရဘာကိုပုံဆောင်လဲဆိုတော့နှုတ်ကပတ်တော်ကိုပုံဆောင်တယ်။ဟောသခင်ရှုရဲ့အသွေးတော်နဲ့ကျွန်တော်ကရွေးနှုတ်ခြင်းခံရပြီးအပြစ်လွတ်မြောက်ခြင်းခံရတဲ့ဖယားသားသမီးကကြိုက်တယ်လို့အသက်ရှင်လို့မရဘူး။ဘာနဲ့သက်ရှင်မလဲနှုတ်ကပတ်တော်ရည်နဲ့သက်ရှင်။ဟောနှုတ်ကပတ်တော်ပြောရင်လုံးမပြောရင်မလုံးနဲ့။နှုတ်ကပတ်တော်မှရှင်းရုပ်မရှင်းပြုံလို့မရဘူး။နှုတ်ကပတ်တော်ရဲ့ခိုင်းတဲ့အရာလို့မခိုင်းရင်မလုံးနဲ့။ဒါကျွန်တော်ကအကျွင်းမဲ့ယုံရမယ်ဒီသမားတရားကို။အဲ့ဒီနှုတ်ကပတ်တော်နဲ့ပဲအသက်တော်မြင်စီကြုံးနေရ။ ကျွန်တော်ရဲ့အတွေးတွေကျွန်တော်ရဲ့အသက်တာမှာမတန့်ရှင်းတာအားလုံးဘာနဲ့ပဲစေချောရမလဲနှုတ်ကပတ်တော်ရေနဲ့စေချောရမယ်ဆိုတွေ့ရတယ်။ဒါကြောင့်တခိရှုရဲ့နဘေးကိုလှန်နဲ့ထိုးတဲ့အခါသွေးနဲ့ရေထွက်တယ်ဆိုတော့သွေးကတော့အပြစ်လွတ်မြောက်ခြင်းပေးတယ်အသွေးတော့။ဒါပေမဲ့အပြစ်လွတ်မြောက်ခြင်းရတဲ့ဖယားသားသမီးကကြိုက်တယ်လို့နေလို့မြောက်ရေလို့ခေါ်တဲ့နှုတ်ကပတ်တော်ရေနဲ့အသက်ရှင်ရဒီနှုတ်ကပတ်တော်ရေနေ့တိုင်းတောက်သုံးရသက်ဆိုင်ရေကိုနေ့တိုင်းတောက်သုံးရဒါမှမဖြစ်တာလန်းဆန်းခြင်းအေးမြခြင်းဖြစ် ီလောကကြီးကပူလောင်တာတွေများတယ်။ဒေါက်တီနှုတ်ကတော့ရေမရှိရင်လူကလမ်းဆန်းခြင်းရှိမှာမဟုတ်။တိတ်ပင်မတဲ့လူတော်မှရေချိုးမှသူလမ်းတယ်။ဒီလိုပဲဝိညာဉ်ရရဲ့နွမ်းနယ်ခြင်းအားလုံးကဒီနှုတ်ကတော့ရေနဲ့လောင်းလိုက်မှသူကလမ်းဆန်းလာတယ်။ဒါကြောင့်ဒီသခင်ရှုရဲ့နဗီကိုထိုးတဲ့ကသွေးနဲ့ရေထွက်တယ်ဆိုအဲ့ဒီပဲ။အဲ့တော့ဒီအောင်ကြည့်ကြပါသခင်ကကားတိုင်းမှာအသေးခံပြီးတော့တတ်တော်စွန့်ပြီးသွေးနဲ့ရေဒီအတိတ်ပဲကိုဖော်ပြခဲ့ ဒီသခင်ရှုကားတိုင်းမှာအသေးခံခြင်းနဲ့ပတ်သက်ပြီးဟိုတမောင်းကာလပါခဲကသခင်ရှုရဲ့ကားတိုင်းကြောင့်ဟလာကေတင်ခြင်းရလို့တမောင်းကာလမှာလည်းလွတ်မြောက်ခြင်းရသွားတဲ့ဖြစ်ချက်တွေရှိအဲ့ဒီအနေမှာအရေးကြီးတဲ့ချက်လေး၄ချက်ကျော်ပြောမယ်၄ချက်ဟိုမှာကတော့အသွေးတော်အဖြစ်အပြည့်လွတ်မြောက်ခြင်းရသလိုတမောင်းကာလမှာလည်းအဲ့ဒီလွတ်မြောက်ခြင်းရတဲ့သခင်ရှုပုံဆောင်တဲ့ဖြစ်ချက်တွေရှိနောက်တစ်ခါပါလဲဆိုတော့နောယီသမောနောယီသမောကျွန်တော်အားလုံးသိတယ်နောယီရဲ့သမောဆောက်တဲ့အခါမှာအားလုံးဒီသမောတွေကိုထည့်တာ နားမအောင်ပြောရင်တော့ဒီသင်္ဘောလေးဝင်နေသူကရေလွှမ်းမိုးခြင်းမှာစီရင်ခြင်းမခံဘူးလွတ်မြောက်မယ်အဲ့သင်္ဘောကသခင်ရှုပ်ပုံဆောင်မယ်ဒါပေမဲ့နောက်ကြီးပြောတဲ့စကားကိုလူတွေကမယုံလက်မခံတော့ကြံခဲ့တဲ့အခါသူတို့ကဘာဖြစ်လဲစီရင်ခြင်းခံနောက်ကြီးရဲ့သူ့မိန်းမသူ့သား၃ယောက်ချွေးမ၃ယောက်၈ယောက်ပဲလွတ်မြောက်ခြင်းရအော်နောက်ကြီးသင်္ဘောကဘာလို့ပုံဆောင်သခင်ရှုပ်ပုံဆောင်တယ်ဒါနံပါတ်၁ကဲနံပါတ်၂ဒုတိယချက်ကရခတ်ဗရင်းပေါက်မှာချတဲ့ကျိုးနေအဲ့ဒါလည်းသခင်ရှုပ်ပဲ ဲ့ဒီခေရှုခရစ်တော်ပုံဆောင်တာဒါရကအိမ်ကိုရောက်ရှိလာတဲ့တချို့နှစ်ယောက်ကဒီရေကုန်းမြို့ဖြစ်စီတဲ့ခါတဲ့မင်းတို့ညီမကျိုးနီလေးပဲချထားတယ်လွတ်မြောက်မယ်။အော်ဒီယိုကြည့်ခြင်းအပြင်အဲ့ကျိုးနီချတဲ့ရခက်အိမ်ကလွတ်မြောက်ခြင်းရတာရခက်ရဲ့လှုပ်ဆောင်ကြင်ကြာအားထုတ်မှုကြောင့်မဟုတ်ရခက်ရဲ့နားထောင်ခြင်းနဲ့ကျိုးနီချခြင်းကြောင့်ဖြစ်တယ်။အဲ့တော့ကျွန်တော်လည်းအပြစ်ကနေလွတ်မြောက်တယ်ဆိုတော့ကျွန်တော်ရဲ့ကြင်ကြာအားထုတ်စူးစမ်းမှုကြောင့်မဟုတ်ပါဘူး။ ဒါကျွန်ပြောမှာသူကကျန်းစာပြောတာအခင်ရှုကို ကျွန်တော်ကယုံကြည်ပြီးသူ့ရဲ့အသွေးတော်ကိုကျွန်တော်ကဘာဖြစ်လဲယုံကြည်တယ်တခင်ရှုရဲ့အသွေးတော်အဖြစ်အပြစ်လွတ်မြောက်ခြင်းရတော့ရခိုင်ရဲ့အိမ်မှာလည်းဒီကျိုးနီအဖြစ်လွတ်မြောက်ခြင်းရအဲ့တခင်ရှုပုံဆောင်ဒါဒုတိယချက်အဲ့တော့နောင်းရင်မောင်းစီဘုသူ့ပုံဆောင်လဲတခင်ရှုပုံဆောင်တမောင်းလည်းဝင်ရင်လွတ်မြောက်ခြင်းရှိတယ်တမောင်းအပြင်မှာပျက်စီးခြင်းရှိတယ် ်ဟောကဲလိုက်မောင်မတိခံပြီး3မိနစ်ထမြောက်တဲ့သခင်ရှိခရစ်တော်ယုံတဲ့သူကအပြစ်စီရင်ခြင်းကလွတ်မြောက်တယ်အဲမယုံကြည်ခြင်းပါပဲစီရင်ခြင်းရှိတယ်ဒါကြောင့်ပြောမှာဘယ်ကပြောလဲတမန်ကျမ်းစာပြောတာတောင်ယောသုံး16ကပါပြောလဲဖြတ်ကြည့်သားတော်ကိုယုံကြည်သောသူပေါင်းလို့ဒီပျက်စီးခြင်းလုံးမရဘာပျက်စီးခြင်းမရအောင်ဆိုတာတော်ကိုယုံတဲ့သူကပျက်စီးခြင်းမရအောင်ဆိုမယုံရင်ဘာဖြစ်နိုင်လဲပျက်စီးမယ်တကယ်လို့နှောင်းရင်တမောမတက်တဲ့သူတွေပျက်စီးတယ်ရကကျိုးနေချဆိုတဲ့အချိန်မှာသူသာမချကြည့်အဲ့ရင်ပြုံမှာပျက်စီးမှာ ောက်တယောက်ကြည့်ကြမယ်ကျွန်တော်တို့ကဒီဘေးရန်ဒီဒုက္ခတွေပြဿနာတွေများတဲ့အချိန်မှာဟာလောလောကရဲ့ဖောက်ပြမှုတွေနဲ့နောက်နေ့လုံခြုံမှုကင်းမဲ့နေတဲ့အချိန်မှာကျွန်တော်ကဘာပဲနားထောင်ရမလဲဖခင်နှုတ်ကတော်စကားပဲနားထောင်အဲ့နားထောင်ခြင်းမှာလုံခြုံခြင်းကသို့သူပါနေမှာဖြစ်နောက်ဤဖခင်ကနားထောင်တဲ့ကသူ့တဲ့အိမ်လုံးကအဲ့ဒီဘုံမှာလုံခြုံရကတချို့နှစ်ယောက်ရဲ့စကားကိုနားထောင်ပြီးဒါဖခင်လူတွေပြောတော့တာဒီတချို့နှစ်ယောက်ဆိုတာကျိုးနေချလိုက်တဲ့ကသူ့အိမ်မှာလုံခြုံခြင်းပါလာ ကဲဒါမှသုံးတတိယချက်တတိယချက်ပါလဲဆိုတော့ခြေဝါမွေရုပ်ခြေဝါမွေရုပ်လည်းဒီလိုပဲဟာလာမွေကြိုက်ခံရတယ်ဘာကြောင့်ကြိုက်ခံရလဲဖျားသခင်နဲ့မောရှေကိုအစ္စရေလကအပြစ်တင်လို့အော်ဒီကနေ့လောကကြီးမှာလူကအပြစ်တင်ရင်စီရင်ခြင်းပဲလာတယ်ညှိတွားရင်စီရင်ခြင်းလာတယ်ချီးမွမ်းပြီးဆုတောင်းပြီးယုံကြည်ရင်ကဲတော့ချင်းလာတယ်တော်ကျွန်တော်ကညီးတွားပြီးဟလာအပြစ်တင်တဲ့အသက်တာနဲ့သွားမရှင်နဲ့ချီးမွမ်းပြီးနားထောင်ခြင်းနဲ့အသက်ရှင်ကဲနှုတ်ခြင်းသို့သူရှိနေမှာဖြစ်တယ် တော့ဒီချေဝံမုံရုပ်လေအဲ့ဒါပဲနံပါတ်3မွေကိုက်ခါနဲ့သူတွေအားလုံးချေဝံမုံရုပ်ကိုကြည့်တဲ့အခါပဲအသက်ချမ်းသာရတယ်အန်ဒကင်ရှုရဲ့ကားလိုက်ကိုပုံဆောင်တော့မောရှေကတော့မှမွေကိုမြောက်ထားသလိုအာသကင်ရှုကကားလိုက်မှာမြောက်ထားခြင်းခံရမယ်ဆိုတော့တမတိချမ်းမှာပေါ်ပြအာသကင်ရှုပုံဆောင်တယ်ကဲဒါမှလေးဇုတ်တချက်ကတော့ဗာလေးဆိုမာရအရရောက်တဲ့အခါရေခါရေခါတဲ့အခါမှာသူတို့ဒီခါတိချင်းပေါ်မှာမီတွန်တောက်တီးချင်းရှိတယ် ယောက်ျားကြီးပဲ6သိန်းမိန်းမနဲ့ကလေးပါရင်2တန်းကျော်လူ2တန်းကျော်ကြီးတယ်ဒါပေမဲ့တကြီးရောက်သေးချင်းမွန်းတယ်အဲ့ဒါပဲလဲဆိုမွန်ရှီမွန်ရှီကပဲချင်းမွန်းပြီးကိုရောကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဖခင်ရဲ့အတန်ကိုနားထောင်တဲ့အခါအဲ့ဒီအတန်ကလူ2တန်းပေါ်မလာဘူးမွန်ရှီပေါ်ပဲလာတာအဲ့ဒီကနေ့ကျွန်တော်ရဲ့တက်တယ်မှာကျွန်တော်ချင်းမွန်းရင်တင့်ပေါ်မှာဖခင်ရဲ့အတန်တော်ရှိတယ်ဖခင်အတန်တော်ရှိသရွေ့တင့်မှာလုံခြုံကွယ်ကြခြင်းရှိတယ်တည်ငြိမ်အေးချမ်းခြင်းရှိတယ်ဥပမာဆိုပါစို့ အာရန်ဤဝနေဤသောအခါမှာဘုရားအတန်တော်နဲ့သူတို့နေတိုင်းနားထောင်တဲ့ကဒီဧရဥယျမှာလုံခြုံခြင်းရှိကွဲကားခြင်းရှိတယ်အတန်တော်အားဖြင့်သူတို့ချွေးမပြန်ဘဲတတ်တာခြင်းရှိဒါပေမဲ့စာရန်စကားကိုနားထောင်လိုက်တဲ့အခါအတန်တော်ဘုရားအတန်တော်နဲ့ဝေးသွားတဲ့အခါချွေးပြန်ပြီးဧရင် အပြင်ရောက်ပြီးပြန်မှန်းခြင်းရအဒီကနေ့ဒီအောင်ကြည့်ကြမယ်ကျွန်တော်ဘုရားအတန်ကိုမျက်နှာစွန့်တက်နားထောင်တက်အခုလေဒီ မာရရဲ့ရောက်တဲ့အခါဟာလာလူတွေကဖျောက်မိတွန်တောက်တီးတဲ့ဘုရားသခင်နားမထောင်မောရှိပဲဘုရားသခင်နားထောင်တဲ့အခါဘုရားသခင်ကပြောတယ်ဟာလာတစ်ပင်ကိုချိုးပြီးရေထဲထည့်ဆိုအဲ့တစ်ပင်ဆိုတာတကယ်ရှုပ်ပုံဆောင်တစ်တိုင်တကယ်ပဲခါရီရပါဖြစ်တော့လေချိုးသွားတယ်ဟောဒီကနေ့ချက်တော်ညီကိုမမအပိကျင်းနဲ့အသက်တာမှာခက်ခဲခြင်းပင်ပန်းခြင်းတွေဘာဒီဘလောက်ပဲရှိပါစေနားထောင်ခြင်းနဲ့ဆက်သွားအသွေးတော်လွှမ်းခြုံထားတဲ့အသက်တာနဲ့အသက်ရှင် နှုတ်ကပတ်တော်ရည်အားဖြင့်နေစဉ်လျှောက်လံတင့်တော်လုံခြုံခြင်းတွေကထုတ်သခင်ကပြီးနေမယ်ဆိုတာကိုဒါဒီကနေ့ညနေဆင်ခြင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်တခိရှုရဲ့နှပေးကိုထိုးတဲ့အခါလှန်နဲ့ထိုးတဲ့အခါသွေးနဲ့ရည်ထွက်တယ်ဆိုတာသွေးရအပြစ်လွတ်မြောက်ခြင်းရည်ကနှုတ်ကပတ်တော်အဖြစ်အသက်ရှင်ခြင်းကို ပုံဆောင်တယ်လို့တခိရှုကားတိုင်းဒီတမောင်းကာလမှာဆိုနောအေသမောပုံဆောင်တယ်ရခိုင်ရဲ့ကျိုးနေကိုနမနှစ်ပုံဆောင်တယ် နံပါတ်3ကတော့ကျွန်တော်တို့ခြေဝါမူရုပ်ကိုပုံဆောင်တယ်နံပါတ်4ကတော့မာရရက်မှာတစ်ပင်ချိုးထဲ့တဲ့ကရေချိုးသွားတယ်ချုံမြင့်ကိုပုံဆောင်တယ်အဲ့ဒီကနေ့ကျွန်တော်အသက်တာမှာချုံမြင့်စီတဲ့ဒီနှုတ်ဘတော်နဲ့နေစဉ်အသက်ရှင်ဖခင်ရဲ့အတန်ကိုနေတိုင်းနားဆွင်အာရန်ဤဝနေရတဲ့အချိန်မှာဖခင်အတန်နဲ့သွားတဲ့အချိန်မှာသူတို့ဘာမှပူစရာမလိုဖခင်သူတို့တာဝန်ယူတာဒါပေမဲ့စာရန်အတန်နဲ့သူတို့သွားလိုက်တဲ့အခါကိုယ်တာဝန်ကိုပြန်ယူရတယ် ောက်ဒီကနေ့သင်နဲ့ကျွန်တော်ရဲ့သက်တာမှာဖရာတာဝန်ယူခြင်းရှိဖို့ဖရာအတန်ကိုနေ့စဉ်နားဆွင့်ပြီးအသက်ရှင်နိုင်သောသူများဖြစ်ပါစေလို့အားပေးခြင်းနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့နေကုန်းချုပ်ခြင်း ਨੇ တခါတော့ကအမေရိကန်သမ္မတကြီး16ရောက်မြောက်သမ္မတအဗရန်လင်ကွန်လင်ကွန်ကသူလူငယ်ဘဝမှာပေါ့နော်သူကဒီ new orling မှာရှိတဲ့နော်ဒီဟာလာဈေးတစ်ခုသူသွားတဲ့အခါမှာအဲ့ဈေးမှာ လူပြူတယောက်ကနော်ငွေဝဲကျွန်တယောက်ကိုအချိန်ကြီးရိုက်နှက်နှိပ်ဆက်အဲ့ဒီမှာအဲ့ကျွန်ရဲ့ဘေးမှာအဲ့ကျွန်ရဲ့မိမရောတားမိတယ်ငိုနေတာလူတွေကဝိုင်းကြည့်တယ်ဘာလို့လို့မရအောင်အဲ့လူပြူကလည်းကြီးကြီးရိုက်တာအဲ့ဒီငွေဝဲကျွန်အဲ့ဒီမှာအဘရန်လင်ကွန်ကជីပြီးတော့လက်ဖြောက်တီးပြီးစကားလုံးပြောတယ်တကယ်တော့မှားနေတယ်တဲ့တတိငါဒီကိစ္စကိုဖြစ်ရှင်းရမယ်အခက်မသိငါအသက်တောင်ပေးရမယ်တကယ်ပါပဲသူတမရဖြစ်လာတဲ့အခါမှာဒီကျွန်စနစ်ကိုဖျက်သိမ်းဖို့သူလက်မှတ်ထိုးပေးခဲ့တယ် နောက်ဆုံးသူလောက်ကျန်တက်ဖြတ်ခြင်းကိုခံခဲ့ရတယ်။သို့တော်ညာလေကျွန်းနေအားလုံးကတန်းတူခွင့်ကြီးရတဲ့အခါယနေ့ထိသမရာကြီးအာဗြဟံလင်ကွန်းကို he is our savior သူကငါတို့ရဲ့ကယ်တင်ရှင်ဆိုတာလေးစားဂုဏ်ယူလျက်ရှိနေတာဖြစ်တယ်။အဲ့တော့လင်ကွန်းကသမရာမဖြစ်ခင်ဒီဖြစ်ပြမှားနေတယ်လက်ဖြောက်တီးပြီးတနေ့ငါဖြည့်ရှင်းမယ်ငါသက်တောင်ပေးရမယ်ဆိုတဲ့စကားသွားပြေးဆုံးတယ်။တကယ်မှားနေတယ်။ဒီနေ့ တခေရှုလေအာရန်ဧဝအပြစ်ကြောင့်ငရဲသွားမဲ့လူသားကိုတခေရှုကားတိုင်းမှာလာအသေးခံသုံးရမြောင်းလေးထမ်းမြောက်တာတခေရှုအသက်ပေးသွားတာကျတော့အသက်ပြန်ရဖို့အသက်ပြန်ဆက်တာပဲအဲ့တခေရှုရဲ့ကားတိုင်းကိုကျွန်တော်ကယုံကြည်ပြီးထိုကားတိုင်းတော်တရားနဲ့ဆင်ခြင်ပြီးအဲ့ကားတိုင်းတော်မှာထမ်းမြောက်ခဲ့တဲ့အရှင်ရဲ့အလိုတော်တိုင်းအသက်ရှင်ရှောက်လန်းနိုင်သောသူများဖြစ်ပါစေလို့အားပေးရင်းနေကုန်းချုပ်လို့လေအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ ညင်သက်ချင်းရှိပါစေ God bless you all ကျွန်တော်နောက်ပါမြန်မာစံတော်ချိန်ညနေ၄နိုင်ခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်ပါလိမ့်ကျေးဇူးတို့အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဝင်းတော်သုံးပါတစုဖျားထံတော်ပါမကောင်းချီးဖျားဖျားသည်ကျေးဇူးတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်ဆိုးသလောက်အထူးဖြင့်ငလင်တန်တင့်ပြီးတော့ဒုက္ခရောက်နေတဲ့ပြည်နဲ့တိုင်းနေရာတီးတီးမှာဒုက္ခတွေကြုံတွေ့ပြီးတော့စားစရာလိုတဲ့သူတွေအတွက်စားစရာကိုတော့ပေးခြင်း ။ဥယင်စည်းစိမ်ဆုံးရှုံးသွားတဲ့သူတွေအတွက်ဖျားရှင်ပြန်လည်ပြည်တည်ပေးခြင်းကစေးလုပ်ငန်းလှုပ်ဆောင်နေတဲ့သူတွေအားလုံးအတွက်ဘေးဥပါဒ်ကင်းဝေးလျက်တချို့ယနေ့ထိသိဆုံးသွားတဲ့သူတွေကိုတင်းကြိုခြင်းမှပြုတ်လုတဲ့အခါမှာဖျားသခင်လိုအပ်တဲ့အရာတွေကိုဖျားရှင်ပြင်ဆင်ပေးခြင်းတချို့ယနေ့ထိမလွတ်မြောက်သေးသောသူများထိုအခက်အခဲအန္တရာယ်တွေကနေလွတ်မြောက်တဲ့ကောင်းကြီးဖျားရှင်ပြင်ဆင်ပေးခြင်းနဲ့တကွာနောက်နောက်မြန်မာပြည်မှာသဘာဝပြည်တော်ဖောက်ပြန်မှုတွေမရှိအောင်ဖျားရှင်ကွယ်ကားခြင်း ကျေးဇူးတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလောက်ဒီကနေ့မိုးနေ့ချောက်တဲ့မိုးနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ချောက်သောသူများဘုန်းတော်ဝန်ကြီးတွေသူတွေရဲ့ချက်ရှိတဲ့မိသားစုများနဲ့တိတ်မှုရဖို့အတွက်သလောက်ကျေးဇူးတဲ့ online ပရိသတ်များလိုအပ်တာတွေအားလုံးဖျက်ရှင်ထောက်ပံ့ခြင်းနဲ့တကွကွယ်ကဆောက်မခြင်းတို့သည်ယနေ့မှစကာလအစဉ်မြဲသင်တို့ပေါ်သို့တက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးသူအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေညီသက်ချင်းရှိပါစေ God bless you all